ခင်ဗျာပြန်တွေ့ဒီပြိုင်ပွဲကိုမင်းဘလို့ယုံကြည်မှုနဲ့ငါ့ဘုံကြီးတွေ့နေတာနဲ့မင်းဘလို့ယုံကြည်မှုနဲ့လာတယ်လဲဆိုတာသိချောင်းအာအဲ့လိုမျိုးပြောလိုက်တဲ့ချိန်မှာမောင်လေးအမှန်တိုင်းပြောလို့ချင်းမောင်လေးကနည်းနည်းတော့ရှက်သွားတယ်ပေါ့မောင်ရေဘာလို့ဆိုတော့ဒါကိုယ်အဲ့လိုမျိုးပြောမဲ့လို့လည်းမထင်ဘူးသူဒါသူ့ဘုံကြီးပါရတဲ့နဲ့ပြန်ရဲအဲ့လိုမျိုးပြောလိုက်ချင်းမောင်လေးဒါ ိတ်မကောင်းလို့တော့ဖြစ်သွားနည်းနည်းဝမ်းနဲ့စိတ်တော့ဖြစ်သွားပေါ့နော်အဲ့လိုမျိုးဒါမဲ့လည်းသူတရုတ်ဆောင်ကြီးရဲ့ပုံမှာပဲအမှတ်ပြီးမယ်သူကျန်တဲ့ကိစ္စတော့သူအဲ့လိုမျိုးသူဘာမှမဖြစ်ဘူးလို့တော့သူပြောတဲ့ချက်ကြောင့်သူပြောနည်းနည်းတော့ဟိုစိတ်သက်တာရတော့ရပါပေါ့လေဟောဟောဒါပေမဲ့အဲ့လိုမျိုးပြောလိုက်တော့နည်းနည်းလေးတော့စိတ်မကောင်းလို့တော့ဖြစ်သွားပေါ့လေဟောချစ်တယ်ဆိုစကားပြန်ချင်နေဝီလာဟောပြန်ချစ်ပြီကွာဟောဟောပြန်ချစ်ပြီကွာအဲဒါကဘယ်လိုပြောအမှန်တမ်းပြောလို့ရှိရင်ဒီအယောက်20တွေကမှကိုယ်ကိုထူးထူးခြားခြား ရေစက်ပါခြင်းလို့ရှေ့ရဆိုလဲကိုကအမှန်တကယ်အတိုင်းထက်လွန်ပေါ့ဒါပေမဲ့ပျော်ရတယ်ပေါ့နော်အခုစရှေ့ခဲ့တယ်ကျွန်တော်အဲ့လိုမျိုးလဲမန်လေးလည်းဖတ်ကြည့်ရအဲ့လိုမျိုးဘယ်သူဘယ်သူတည်းကဘယ်လိုမျိုးမှန်ထားလဲဆိုတော့ကြည့်အောင်အဲ့လိုမျိုးလေးတချို့ကောမန်လေးဆိုတော့ရည်စရာလေးတွေ့တွေ့ရလေးပျော်ပါတယ်ဟုတ်လာရဲတာတော့အချီးကျူးတယ်ဟုတ်သိမှပြူတယ်ဟုတ်နော်ထပ်ပြီးတော့စ조사ခြင်းစိရှိတာကိုလည်း appreciate လုပ်တယ်။ဟုတ်ကဲ့ရည်ဆက်ရည်ဆက်ဆိုပြတော့เนาะကြောက်မြအောင်တော့အကုန်လည်းကျွန်တော်နဲ့ရည်ဆက်ပိုင်းလည်းပါနေတာပဲเนาะ မိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရင်ကောင်းလေးပေးချင်ပါတယ်ရှင် လက်ကီတိုင်းမတ်မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကျင်းပမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲကျောက်ထက်ဒူစေးရံပေါ်တော်ကြီးမှာပြည်သူအချစ်တော်မင်းသားချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည့်တစင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပေးမှာဖြစ်ပြီးနိုင်ငံကျော်ခန္ဓဝင်တေးသက်ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်းစီတုံလွင်ဇွဲပြေတီးရီချိန်မောင်မှာညီနန်းနာမေပကြီးတို့မှဖြောပြေပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချုံရင်မတ်တဲကရှော့ပီးအထူးစီးအပြင်လက်ကားစီးထက်ပိုတက်တာတဲ့စက်ယုံစီးနဲ့ထက်ဆောင်ခန့်စားခွင့်နေနဲ့ဘာဘေးဝဝဲ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ်ပရိုမိုးရှင်းကာလအတွင်းဝယ်ယူရင် နှစ်နှစ်ပြည့်ပါက200ခိုင်နှုန်း၊သုံးနှစ်ပြည့်ပါက300ခိုင်နှုန်း၊လေးနှစ်ပြည့်ပါက400ခိုင်နှုန်း၊ငါးနှစ်ပြည့်ပါက900ခိုင်နှုန်းအမျက်ပြန်ပေးမယ့်ထက်ဆောင်းအစီအစဉ်။စိန်တဲတစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမော်ရပါဝင်ပြည့်စစ်ပစ္စည်းများမြစ်တာလက်ဆောင်ပေးသွားအောင်ပါပါ။လုံးဝမရှုံးနဲ့။ရှားသက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း Live စေးကြီးများနဲ့ရန်ကုန်မန္တလေးရှင်ရွန်ကြီးမှာပါထက်တူခန်းစားခွင့်များပေးထားကြောင်းတင်ငန်းပါ ါရန်နဲ့ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြာမီတွင်လည်း Lucky Timers မြန်မာစိန်တိုက်ကြီး Grand Mall မြန်မာ Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိခဲ့ကြောင်းလည်းမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်။အဲဘာဖြစ်လို့ပြိုင်လာလဲဆိုတော့မောင်လေးကအဓိကပြောလို့ရှင်ဒါမောင်လေးကဒီအနုပညာလုပ်ကိုချစ်တယ် ဒီသူ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 နဲ့ဒီပြိုင်ပွဲမှာမဟုတ်ပါမာမလေးရောကဒီအနုပညာလောကဆိုတာဒီပွဲမှာမဟုတ်တခြားပွဲမှာလည်းသူနဲ့စုံကောင်းစုံနိုင်တယ်ပေါ့နော်အဲ့ချိန်ကျလို့ရှိရင်ညနေချင်းအဆိုင်ကိုဆိုင်ရမှာပဲလေတူရမှာပဲအဲ့ကြတော့ဒီပြိုင်ပွဲကလည်းတကယ်ကိုကိုအရန်စိတ်ဝင်စားတဲ့ပွဲတကယ်ခေါင်းဆောင်မင်းသမီးမင်းသမီးရွေးမှာဆိုတော့ပို့ပြီးတော့စိတ်ဝင်စားတယ်အဲ့ကြောင့်မောင်ကြီးကတော့ဟိုကနေတော့စုံဖြတ်ချက်ချပြောပဲ သွားပြန်လိုက်တယ်ပေါ့နော်မျက်နှာပုပ်ပုနဲ့ပဲသွားပြန်ရင်သွားပြန်လိုက်ဒါမဲ့လည်းပြိုင်မဲနေတော့အကြောင်မလေးကဖောင်မဲတင်ထားတာမပြိုင်သေးဘူးလို့ဆုံးပြထားတာအားလဲအားနာလို့လေဒါမဲ့လည်းတကယ်ချင်းတယောက်ကလာလာခဲ့လိုက်ပါဟိုအဆင်ပြေသွားမှာပါဆိုတော့လည်းမောင်လေးကမသွားပြန်လိုက်တော့အခုလိုမျိုးတော့တွန်နေရတိပါလာပေါ့နော်ဟောအဖြစ်ပါလေသူကစပြေခဲ့တဲ့မင်းနဲ့ကလည်းပြန်တွေးကြရည်လို့သူကဟိုစင်မမာခဲ့တယ်သူပြောရယ်ပေါ့နော်ပြောတော့ပူပြောဟိုသူသူလည်းတိမာပါဒါမဲ့ကိုကသူသူကိုလာပြန်မယ်လေသူကတိကျမှလည်းတိမာဒါမဲ့ကိုကအစခဲ့တဲ့သူ့ပုံပါပါမြင်တယ်လေ မြင်တဲ့နဲ့ကွာသွားပြိုင်နေတာတကယ်တသက်ရှိရမဟုတ်ပါမှာဒီလူပညာချစ်လို့မလို့သွားပြီးတော့ပြိုင်နေတာပါဟုတ်အဲ့လိုမျိုးတော့မဖိုက်ရဲပါဘူးလို့လဲဆိုတော့ तू ကတကယ်အဲဝိုင်းရင်တရုပ်ဆောင်ရင်ကျွန်တော်မှဖိုက်နိုင်တဲ့အခြေချင်းဖိုက်လည်းမဖိုက်ပါဘူးဖိုက်နိုင်တဲ့အခြေချင်းလည်းမရှိဘူးအမှန်တမ်းပြောရင်ကျွန်တော်ကခုမှကိုယ်စိတ်လာအကွာစင်ကြီးလောက်ရှိရလေကျွန်တော်မှဘလို့မှဟိုညာညာတဲ့အခြေချင်းမရှိပါဘူးဖိုက်လည်းမဖိုက်ရဲပါဘူးဟုတ်ဟုတ်တယ်ဟာအဓိကကကျွန်တော်ဒီအဲ့လိုမျိုးပြဿနာကြီးလည်းမဖြစ်ချင်ပါလို့ဆိုတော့ဟိုကိုကြောင့်အဲ့လိုမျိုးစိတ်အနှောက်အယှက်ဖြစ်သွားမှလည်းကြောက်တယ်နောက်ပြဒီလောကကလည်း ဟိုဘယ်ပြောမလဲနာမည်ပြတ်သွားလို့ရှိရင်မရဘူးပေါ့နော်အဲကြောင့်ကျွန်တော်ပြန်ပြီးတော့ကိုဘက်ကကိုဘက်ကလူငယ်ဆိုတော့ကိုဘက်ကပြန်ပြီးအဲ့လိုမျိုးတောင်းပန်လာမှာပေါ့အာအဲ့လိုမျိုးပြောလိုက်တဲ့ချိန်မှာမောင်လေးအမှန်တိုင်းပြောလို့ရှိရင်မောင်လေးကနည်းနည်းတော့ရှက်သွားတယ်ပေါ့အမေဘာလို့ဆိုတော့ဒါကိုအဲ့လိုမျိုးပြောမဲ့လို့လည်းမထင်ဘူးသူဒါသူ့ပုံကြီးပါရတဲ့တန်းပြန်ရဲအဲ့လိုမျိုးပြောလိုက်ချိန်မှာမောင်လေးဒါပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆင်းရဲရဲချမ်းသာတာဘူးသူမဆိုလာရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရှိရလို့ကျွန်တော်မြင်နေပေါ့နော်အဲ့လိုမျိုးသူ့ပုံတွေ့ရတဲ့တန်းလာပြန်တဲ့ချိန်မှာတော့အော်ငါ့ကိုအဲ့လိုမျိုးပြောလိုက်တာဆိုပြီးတော့နည်းနည်းလေးတော့ စိတ်မကောင်းလို့တော့ဖြစ်သွားနည်းနည်းဝမ်းနဲ့စိတ်တော့ဖြစ်သွားပါတော့เนาะအဲ့လိုမျိုးဒါမဲ့လည်းဟိုအကောင်းဆုံးတော့လည်းလုတ်ခဲ့ပါတယ်ဒါမဲ့အကူကတော့ဟိုအင်တာဗျူးတစ်ခုမှကျွန်တော်တွေ့လိုက်တယ်ပေါ့เนาะဒါသူကလည်းသူဟိုဘယ်လိုပြောမလဲဒီ personal ကိစ္စရှိသည်ရှိသည်ဖြစ်စီပေါ့เนาะဒါပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတရုတ်ဆောင်ခြင်းအပေါ်မှာပဲအမှတ်ပြီးမယ်သူကျန်တဲ့ကိစ္စတော့သူအဲ့လိုမျိုးသူဘာမှမဖြစ်ဘူးလို့တော့သူပြောတဲ့ချက်ကြောင့်ခုပြောနည်းနည်းတော့ဟိုစိတ်သက်သာရတော့ရတာပေါ့လေဟောဟောဒါမဲ့အဲ့လိုမျိုးပြောလိုက်တော့နည်းနည်းလေးတော့စိတ်မကောင်းလို့တော့ဖြစ်သွားပေါ့လေဟောအာပြန်ပြီးတဲ့အချိန်မှာကျတော့သူကတော့နည်းနည်းလေးတော့ဟိုဆုံးမစကားလေးတော့ပြောပါတော့ဟိုဒီ လောကကတရုပ်ဆောင်ကောင်းယုံနေတော့မရဘူးဒီလောကထဲမှာနေမယ်ဆိုရင်ဒီစကားပြောဆိုစင်ကြီးရမယ်ကိုကြောင့်မလို့တခြားသူဂုံတိတ်ခါကြောင့်မလုပ်ရအောင်အဲ့လိုမျိုးတွေတော့သူကတော့ဟိုမှားတာပေါ့လေဟောကျွန်တော်ကျွန်တော်တော့ကောင်းစီကြီးလို့ပြောတာပါအကူကတော့လေဟောအေးဟုတ်တယ်ဟုတ်တယ်ကျွန်တော်အမတီးဘူးတီးလားအားလေအကူဟာမှာကုညိုကဒီမှာရှုလက် application ရတယ်မင်းရဲ့ပုံဝင်မှာ share ပြောတယ်ဒီမှာ တင်ထားရတယ်ဝင်ကြည့်လာမယ်ဆိုတော့ကိုဝင်ကြည့်လိုက်တဲ့ချိန်မှာကျတော့သူ့ရအောင်မှာကျတခြားအနုပညာရှင်တွေမှတ်ထားလဲတွေ့ရပေါ့နော်အာဒါအကူညူနဲ့ရည်စက်ပါတာတွေပါပြောတဲ့ချိန်မှာပို့ပြောအလိုမျိုးလေးနည်းနည်းလေးတော့အဲအကူကတော့မလို့နေမလဲဘူးကျွန်တော်ကနည်းနည်းလေးတော့အလိုမျိုးစိတ်လှုပ်ရှားပြောအလိုမျိုးဟိုနည်းနည်းပျော်ပျော်ရှင်တဲ့ပျော်ရှင်တဲ့ဘက်တော့အလိုမျိုးသွားတယ်ပေါ့နော်ဟုတ်ဟုတ်ဟုတ်မတင်ရည်စက်ပါတကယ်လည်းပြောတော့အခုနဲ့ကျွန်တော်နည်းရှင်းဖို့ကရည်စက်ပါလို့ပြုလို့စုံပိုင်းတယ်ပါအဲဒါကဘယ်လိုပြောအမှန်တမ်းပြောလို့ရှိရင်ဒီအယောက်20တွေကမှကိုယ်ထူးထူးခြားခြား ရည်သက်ပါခြင်းလို့ရှေ့ရဆိုလဲကိုကဘယ်လိုများအတိုင်းထက်လွန်ပေါ့ဒါပေမဲ့ပြောရတယ်ပေါ့နော်အခုစရှိခဲ့တယ်ကျွန်တော်ကဘယ်လိုများလဲမန်လေးလည်းဖတ်ကြည့်ရအဲ့လိုဘယ်သူဘယ်သူပြဘယ်လိုမျိုးမှန်ထားလဲဆိုတော့ဒီအောင်အဲ့လိုမျိုးလေးတချို့ကောမန်လေးဆိုတော့ရည်စရာလေးတွေ့တွေ့ရလေးပြောပါတယ်ဟောဟောကျွန်တော်ကဒါကကြာဘယ်လိုပြောခြင်းလဲဆိုတော့ဒါကကြာနားလည်းမူလွယ်တယ်လို့ပြောတော့ပြောခြင်းနေပေါ့နော် အကိုစဉ်းစားအကိုညိုစဉ်းစားလို့ရှိရင်လည်းကျွန်တော်သိမှာပါကျွန်တော်စိတ်ကဘယ်လိုရှိရဲဆိုတာလည်းအကိုနားလည်မလို့လည်းဒီရဘာလို့ဆိုတော့ကျွန်တော်ကဒါအကိုမကောင်းတဲ့ရည်ရချက်နဲ့ကျွန်တော်ပြောလိုက်တဲ့ဟာလည်းမဟုတ်ဘူးကျွန်တော်ကဒါကျွန်တော်ဟာနဲ့ကျွန်တော်ဒီတန်းတိုင်းလေးပဲဟိုမထင်မဖက်နဲ့ပြောလိုက်တဲ့ဟာလေးကအကိုရဲ့အကိုရဲ့ဘယ်လိုပြောမလဲစိတ်ထဲမှာနားလည်မှုလေးလွဲသွားပါတော့နော်အဒီကောင်ကစကားရှုပ်တယ်အကူညောအစကလေးစကားချုပ်တာမကြိုက်ဘူးလေကျွန်တော်ကစကားချုပ်တာလည်းမဟုတ်ဘူးကျွန်တော်ဒီတိုင်းတိုင်းလေးကျွန်တော်ဟာနဲ့ကျွန်တော်ဒီတိုင်းလေးဖာတိဖာတာလေးပြောလိုက်တဲ့ဟာကအကူရဲ့နားထဲမှာရောက်သွားတော့အကူအနေနဲ့အဲ့လိုမျိုးကျွန်တော်စကားချုပ်သွားမှထင်ပါလေကျွန်တော်အရန်ကြောက်တ အဲ့လိုမျိုးလဲကျွန်တော်စကားချုပ်တာလည်းမဟုတ်ပါဘူးတကယ်လို့မှားသွားလို့ရှင်လဲအဲ့လိုမျိုးဟိုတောင်းမှန်ပါတယ်လို့ပြောချင်တယ်အကိုလေဟောဟောဟောအဲအကိုနဲ့မနော်ဒီ24ရက်ပွဲမှာတွေ့လို့ရှင်တော့အကိုနဲ့တက်ပုံတွေရိုက်မယ် TikTok တွေစော့မယ်လို့တော့စိတ်ကူးထားပါတယ်ဟောလဲအကိုတကယ်နဲ့အကိုကချစ်စရာကောင်းပါတယ်ချစ်စရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအကူကအကူညီဝကြတာအမှန်တမ်းပြောလို့ရှိရင်သူ့မှာပါဝါတစ်ခုရှိရဲဘယ်လိုဖြစ်လို့လဲလူချိန်နေပေါ့နော်သူ့မှာအောစာပါဝါ ရှိရလို့ပြောရမလားသူရမျက်လုံးသူရအပြောဆိုပြီးလူတယောက်ကိုကြောက်စီနိုင်တယ်ကျွန်တော်တို့ကျွန်တော်တို့လူမျိုးကြတော့ကျွန်တော်ဆိုအဲ့လိုကြောက်တဲ့ထင်မှာပါတယ်အကိုလေအဲ့လိုသူစကားပြောလိုက်လို့ရှင်သိပြန်မပြောရဲခေါင်းမဲ့ညိမ့်ရပါတော့အဲ့လိုမျိုးသူဩစာချီရဲ့အကူတယောက်ပါဟုတ်ဟုတ်ရှိတာတော့အဲ့လိုမျိုးပေါ့ဒီပွဲမှာတွေ့လို့ရှင်တော့အဲ့လိုမျိုးပေါ့အဲကိုဘက်ကစပြီးတော့ကျွန်တော်အငယ်ဆိုတော့ကိုဘက်ကပဲစကားစပြီးတော့ပြောမှာမတော့ပြောနှုတ်ဆက်ရမှာပါလေဒါပေမဲ့အကိုစိတ်ကမှလည်းအဲ့လိုမျိုးဟိုညှို့တိပါညာတော့မရှိတော့ပါဘူးအကိုအဲ့ကျွန်တော်ပြိုင်နေနေကလေးက ဟိုအခုစကားပြောကြတယ်အခုရပြောဖို့ဆိုကြည်လိုက်လို့ရှင်တော့အဲ့လိုမျိုးသိရပါတယ်ဟုတ်အဲအမှန်တမ်းပြောလို့ရှင်တော့အမှန်တမ်းပြောလို့ရှင်ကျွန်တော်အဲ့ဒီမှာဒီနေ့တော့ဒူယာဖြစ်တယ်ပေါ့နော်ဗာလဲသွားပြန်ကြတယ်ကဒူယာဖြစ်တယ်ငါပြဿနာဖြစ်တာနဲ့ငါ့ကိုယူပါမလားဆိုရယ်စိတ်ကလူငယ်ဆိုတော့ကျွန်တော်တွေးမိတယ်ကျွန်တော်အမေတို့တောင်မှပြောတယ်နော်အမေသားပြန်ရင်ကောင်းမလားဒါပြဿနာဖြစ်တာတော့ဆက်ခေါ်သွားမလားဖြုတ်ချကြမလားဆိုတော့ဒါမဲ့ပြောလို့တော့မရဘူးနော်ဒါကိုယ့်ရဲ့အမြင်မှာကိုယ့်ရဲ့အတွေ့ပေါ့နော်ဒါမဲ့လဲအကူကကြတော့ပြောပါတယ်ဒါမင်းမင်းနဲ့ငါနဲ့ဖြစ်တဲ့ personal ကိစ္စ ဒါတရုတ်ဆောင်ပြိုင်တာကမင်းရဲ့တရုတ်ဆောင်စွန့်ယူပဲငါကြည်မှာမင်းရဲ့မင်းကောင်းလို့ရှင်ကအမှတ်ပြီးမှာမကောင်းလို့ရှင်အမှတ်မပေးဘူးဆိုတော့ပြောတဲ့ချိန်မှာကျတော့ကျွန်တော်ဘာဖြစ်လို့တော့စင်ပေါ်မှာကျကျွန်တော်အကောင်းဆုံးလွတ်ပြခဲ့တယ်ဟိုဘယ်လိုပြောမလဲအကောင်းဆုံးဟိုအရင်အတော်ဆုံးမဟုတ်ဘူးဆိုတော့မှကျွန်တော်အကောင်းဆုံးလွတ်ပြတဲ့ကြောင့်လို့ကျွန်တော်ကိုကိုတော့ယုံကြက်ထားဒါမဲ့လည်းအဲ့ဒီမှာပြဿနာလေးဖြစ်တော့ကြောင့်လည်းနေ့တော့ဒွိထားတာဖြစ်တာပါတော့ခေါ်မခေါ်တော့မတည်ဒါမဲ့လည်းအဲ့လိုမျိုးခုလိုမျိုးတော့တွန်နေတဲ့ပါသွားကြအတိုင်းမသိတော့ဝမ်းသာပါတယ်ဟုတ် အဲကျွန်တော်တော့မှဟိုဘယ်လိုပြောလဲစဉ်းစားမိရပေါ့နော်ကျွန်တော်အစတော့ကျွန်တော်အဲ့လိုခေါ်ခြင်းမလဲခေါ်မှာမခေါ်ခေါ်ဝါးခြင်းလဲခေါ်မှာဒါမဲ့လဲဟိုအခုရဲ့ဘယ်လိုပြောမလဲစကားတန်လေးတဲ့ကြားရရပေါ့နော်အဲ့လိုမျိုးသူပြုံးဆောင်ကောင်းရင်ယူမယ်ဒါမဲ့အခုကဒီလိုမျိုးယူရတဲ့ဆိုကြတဲ့ကကျွန်တော်ပြုံးဆောင်ကောင်းလို့ရောဒီလိုမျိုးအခုပုံမှာဟိုကျွန်တော်ပုံမှာအဲ့လိုမျိုးအာဂါတာမထားဘဲနဲ့အခုလိုမျိုးယူရတဲ့ဆိုတာဒါအခုဟိုဘယ်လိုပြောမလဲအခုအတွက်ကကျွန်တော်အတွက်ကတော့တကယ်ဘယ်လိုပြောမလဲဟိုပြောမယ်ဆိုတော့မဟာဂယူနာရှင်အခုလိုပြောလို့ရတယ်ပေါ့နော်လက်စက်အဲ့လိုမျိုးယူလိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော်အခုကျေးဇူးအများကြီးတင်ပါတယ်ဒါတချို့ တချို့လူတွေဆိုရင်တော့ဟိုဒါကျွန်တော်ရဲ့စိတ်ပါနော်တချို့လူဆိုရင်တော့ဒါအညှို့တီးထားတာတို့ဟိုငါသူ့အဲ့လိုမျိုးလုတ်လိုက်မယ်တက်လိုက်မယ်တို့တချို့ရှိရလေဒီလိုအဲ့လိုမျိုးရှိရဆိုလေအဲ့လိုမျိုးကြုံမှုရရှိရဆိုတော့ဒါအကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဆွဲခေါ်ပေးရဆိုခဲ့တာဒါအကိုရဲ့စိတ်ကိုကျွန်တော်အများကြီးလက်ချီးကျူးတယ်လေးလေးလေးစဲပါလေဟုတ်ကဲ့ရည်ဆက်ရည်ဆက်ဆိုပြီးတော့เนาะပြောမြအောင်เนาะအကိုနဲ့ကျွန်တော်နဲ့ရည်ဆက်ပိုင်းလေးပါနိုင်တာပဲเนาะ